ဆက်လက်တရင်သုံးပြီးဣတိပတနာတောင်းမှာပဲနေတဲ့အချိန်မှာဗာရဏတိကနာမည်ကြီးတထေသားတယောက်မိုးရသည်မှာနေတဲ့မိုးရင်းကာလမိုးရသည်မှာနေတဲ့အဆောင်ကနေပြီးအမျိုးသမီးအတီးမှုတ်ဖြောပြေမှုတွေနဲ့ညလုံးမောက်နေထိုင်ရာကနေပြီးတော့ စိတ်ပြက်ညင်းဝေးပြီးတော့မောမလင်းငယ်မဲ့အိမ်ကနေထွက်ခွာလာခဲ့တာဣတိပတနာတောဘက်ကိုရောက်လာတယ်ဣတိပတနာတောဘက်ကိုရောက်လာတော့မြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာမြတ်စွာဘုရားကတရားတော်မှဟောလို့စိတ်ငြိမ်းချမ်းမှုကိုရလာမနေ့မိုးလင်းတော့သူ့အဖေတထေးကြီးကလိုက်ပြီးတော့ရှာတယ်လိုက်ရှာတော့သူ့ရဲ့ ခြေနင်းရကိုတွေ့လို့ဣတိပတနာတောဘက်ကိုလိုက်လာပြီဖះနဲ့တွေ့တော့မေးတယ်အရှင်ဖះယတဆိုတဲ့သူငယ်ဒီများလာသလားလို့ဆိုတော့ရသော်ဘုရားကအေးထိုင်ပါဦးဒီနားမှာထိုင်ရင်မဲ့သူ့တွေ့ပါလိမ့်မယ်လို့ဆိုဝမ်းသာသွားတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကသူ့ကိုတရားဟောတော့သောတပန်ဖြစ်သွားတယ် ယတရဲ့ဖခင်တထေးကြီးကိုတရားဟောနေတဲ့အချိန်ယတကလည်းအနန္တမှာရှိတယ်။သို့တော်မြတ်စွာဘုရားကတားဖနှစ်ယောက်အဖလှုပ်တဲ့ပုဂ္ဂိုလ်ကတောကတွေဖြစ်ပြီးတော့လာတာဖြစ်သည့်အတွက်ကြောင့်ချက်ချင်းဆုံတွေ့မပေးလိုက်သေးပဲနဲ့တရားဟောလို့တရားနားလည်တဲ့အခါကျမှဆုံတွေ့ပေးလိုက်တဲ့အခါမှာတိတ်ဝမ်းသာသွားတယ်။အဲ့ဒီအချိန်မှာတထေးကြီးကတောတပံဖြစ်ပြီးတော့ ယတသရသာကယ ahanan ဖြစ်နေတယ်ပေါ့အဲ့ဒီချိန်ကျမှဆုံတွေ့လိုက်တော့သူသားကိုတင့်ရဲ့အမေနဲ့မိသားစုကအမ်တန်မှစိတ်ပူပန်နေကြတယ်အိမ်ပြန်လိုက်ခဲ့ပါလို့ခေါ်တော့မြတ်စွာဘုရားကရှင်းပြတယ်တင်တိတဲ့တရားမျိုးဆုံးသက်ထီအောင်ယတဟာတိသွားပြီ အရင်တုန်းကလို့ကာမဂုဏ်အာယုန်နေနဲ့ပြန်ခံစားနိုင်ဖို့အနေထားမျိုးမရှိတော့ဘူးဆိုတော့တထေးကြီးကဝမ်းသာသွားတယ်အကယ်၍သာသူမြတ်စွာဘုရားရဲ့တရားကိုမသိဘူးဆိုရင်နားလည်မှာမဟုတ်ဘူးပေါ့အဲ့ဒါနဲ့မြတ်စွာဘုရားနဲ့ယတကိုအိမ်ကြွဖို့ဆွမ်းသာပင့်သွားဆွမ်းသာပင့်သွားပြီးမိသားစုမြတ်စွာဘုရားနဲ့ယတကိုလှုပ်ကြွေးပြုစုကြတဲ့အချိန်မှာ ရသော်ဘုရားတရားဟောလို့ယတရဲ့မေတော်နဲ့လူဘွားကဇနီးတဲ့တို့ဟာသောတပန်ဖြစ်ပြီးတော့ဘုရားဘာသာဝင်ဖြစ်သွားကြတယ်။ဒါကပါရဏတိဣတိပတနာမှာအခုလို့ဘုရားမြတ်စွာရဲ့တရားဓမ္မတွေကိုနားလည်လာလို့ယတဆိုတဲ့မြေကောင်းသားတယောက်ဟာယဟန်ဘွားကိုရောက်လာခဲ့ပြန်တယ်နော်။အဲ့ဒီမှာလောကမှာယဟန္တာ9ပါးဆိုတာဖြစ်သွားပြန်တယ်။